ကရမီဘုတ်ဖွဲ့တွေကအရေးမလုံးပေမဲ့နိုင်ငံတကာရုပ်ရှင်ပွဲမှာဆုရရှိသွားတဲ့မိမိကိုယ်ကိုယ်ရဲ့သဘင်တည်းမျှနှင်းစီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Sally Insider Beach ကနေပြီးတော့ပရိသတ်ဒီအားလုံးကိုပြန်လည်လို့ကြိုဆိုပါရရှင်သဘင်တည်းမျှနှင်းစီရုပ်ရှင်ဇာတ်ကားကြီးဟာဒါရိုက်တာမင်းဆက်တေကရိုက်ကူးထားတာဖြစ်ပါတယ်မိမိကိုယ်ကိုယ်ကအဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီးတော့ ပြီးခဲ့တဲ့နှစ်မှာအရန်ကိုအောင်မြင်ခဲ့တာဖြစ်ပါတယ်။တပင်းသေးများနှင်းစီကတရုတ်ဆောင်အစ်တေသာတရုတ်ဆောင်ခဲ့ပေမဲ့လည်းသူရဲ့အောင်မြင်မှုကအမကန်ဖြစ်ပါတယ်။ယုံတင်ဝင်ငွေအရဆိုရင်လဲအောင်မြင်တယ်လို့အကယ်ဒမီအတွက်တော့ထိုက်တန်တယ်လို့လူပြောများခဲ့တဲ့ရုပ်ရှင်တကားဆိုရင်လဲမမာပါဘူးဒါပေမဲ့လည်းမိမိကိုကိုအတွက်ဆိုရင်လဲအကယ်ဒမီရသင့်တယ်ဆိုပြီးတော့လူပြောများနေခဲ့ပေမဲ့သဘင်တဲ့မြန်နှင်းစီစကားကတကယ်ကိုပဲစကားကောင်းတကားဖြစ်ပေမဲ့လည်း မြန်မာနိုင်ငံအကယ်ဒမီဘေးပွဲမှာတော့နေရာမရရှိခဲ့ပါဘူး။လူငယ်တွေကိုမြေတောင်မြောက်ပေးဖို့အစားစုလေးတစုတောင်ပေးခဲ့ခြင်းမရှိတာပါ။ဒီလိုနဲ့ပဲအကယ်ဒမီရာသီနဲ့ရုပ်ရှင်ဇာတ်ကားကားကအကယ်ဒမီဘေးပွဲမှာနေရာမပေးခံရတဲ့ရုပ်ရှင်တကားသာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့သပင်းသည်များနင်းစီကနိုင်ငံတကာရုပ်ရှင်စုပေးပွဲကိုခြေစမ်းနိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံကအချင်းပါတဲ့လန်ကန်မော်ခွန်နိုင်ငံကရုပ်ရှင်ပွဲတော်မှာဝင်ပြီးတော့ပြိုင်ခွင့်ရခဲ့တာပါ။စူပေးပွဲအချင်းပါမှာဖြစ်တဲ့အတွက်ရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာမင်းဆက်တဲ့မီမီကိုကိုတို့ကတရုတ်နိုင်ငံကိုထွက်ခွာသွားခဲ့ကြတာပါ။နှစ်ယောက်ကကိုယ်ယဝင်ကြွားစွာနဲ့တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။သူတို့နှစ်ယောက်မျှော်မှန်းထားသလိုတကယ်လည်းပဲစုကြည့်ကြည့်ကိုရရှိလာခဲ့တာဖြစ်ပါတယ်။ရုပ်ရှင်ပွဲတော်ကနေတပင်တဲ့မြန်င်းစီရုပ်ရှင်ရဲ့စူးစမ်းမှုကိုအတိအမှတ်ပြုခဲ့ကြပါတယ်။ အရေးချင်းပြည့်မီတဲ့ရုပ်ရှင်ဇာတ်ကားတကားဆိုတာကိုအတိမတ်ပြတဲ့အတွက် စုပါချင်းမြင်လာခဲ့တာဖြစ်ပါတယ်။စုကြီးတစ်ခုဖြစ်တဲ့ထူးဆောင်ပြောင်မြောက်တဲ့ရုပ်ရှင်ဇာတ်ကားစုဆိုတဲ့စုကိုသဘင်သမားနင်းစီရုပ်ရှင်ကရရှိသွားခဲ့တာပါ။ဒီစုကို ရရှိရတဲ့အတွက်ဒါရိုက်တာမင်းဆက်တစ်ကအရန်ကိုဝမ်းသာသွားခဲ့တာပါ။မိမိကိုကိုဆိုလဲသူရဲ့စူးစမ်းမှုကမြန်မာနိုင်ငံမှာတော့အဖက်မတင်ပေမဲ့နိုင်ငံတကာရုပ်ရှင်စုပေးပွဲမှာစူရန်ရှိခဲ့ပြီဖြစ်ပါတယ် ဒီလိုစုကြီးကိုရရှိတာကသူတို့တစ်ဖွဲ့လုံးအတွက်စူးစမ်းဖို့အတွက်အားအင်တွေကိုရရှိလိုက်တာပါတကယ်တော့ဒီစုကတကားလုံးကောင်းလို့ရတာပါတပင်တယ်များနှင်းစီရုပ်ရှင်ဇာတ်ကားမှာနမည်ကြီးတယောဆောင်ဆိုလို့မိမိကိုကိုတယောက်သေးတာပါတာဖြစ်ပါတယ်ဂျန်နေတယောဆောင်အငယ်လေးတွေကလည်းသူတို့လိုရတဲ့ character ကိုပြပြင်ကြပါတယ်တယောက်ချင်းစီတိုင်းကညနေတဲ့တယောဆောင်စုပေးရလောက်အောင်ကို အားရစရာဖြစ်နေရပါဒါရီကဒရိုက်တာမင်းဆက်တော်လို့ပြောလို့ရပါတယ် ကာရိုက်တာတစ်ခုချင်းစီကိုပေါ်အောင်သူ့အနေနဲ့တေချာလေးကိုတင်ပြတာဖြစ်ပါတယ်။ဒါကြောင့်မို့စူရတဲ့အချိန်မှာသူ့အနေနဲ့စင်ပေါ်မှာဂျေစုတင်စကားလေးပြောခွင့်ရခဲ့ပါတယ်။ဒီလိုစူကြီးရလိုက်တာသူ့အတွက်တော့အင်အားပို့ပြီးတော့ရှိသလိုနောက်ထပ်ရုပ်ရှင်ဇာတ်ကားတွေကိုဖန်တီးဖို့အဆင်သင့်ဖြစ်သွားပါပြီ။လာမယ့်2026ခုနှစ်ထဲမှာဆိုရင်တော့ဒါရိုက်တာမင်းဆက်တဲ့ရုပ်ရှင်ကားကောင်းတွေကိုအများကြီးမြင်တွေ့ရအောင်ပါ။ ဖွေးဖွေးနေထိုးနဲ့ရိုက်ကူးထားတဲ့မတမယာရုပ်ရှင်ဇာတ်ကားကလည်းအကယ်ဒမီအတွက်မှန်လို့ရတဲ့ရုပ်ရှင်မျိုးဖြစ်ပါတယ်။ဒါ့အပြင်မိမိကိုကိုဒဲဆူငိန်တို့နဲ့ရိုက်ကူးထားတဲ့မမေ့အချစ်ဦးရုပ်ရှင်ဇာတ်ကားကလည်းအကယ်ဒမီအတွက်မှန်လို့ရတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဒရိုက်တာမင်းဆက်တဲ့ကလူငယ်ဖြစ်ပေမဲ့ထူးဆန်းတဲ့သူဖြစ်တာမို့ပရိသတ်တွေကတော့ချီးကျူးနေကြတာဖြစ်ပါတယ်။ သူရဲ့ရုပ်ရှင်နဲ့ဇလန်းတွဲကိုဆိုရင်တော့ရိုက်ချက်ကအစတေချာလေးကိုပြင်ဆင်တယ်လို့ရတာတစ်ခုကိုလည်းအများရန်ပေးတာဖြစ်ပါတယ်။နိုင်ငံသားမှာစူကြီးတစ်ခုကိုအပိုင်သိမ်းလိုက်နိုင်တဲ့သဘင်သမားနှင်းစီရုပ်ရှင်စကားကြီးအတွက်ချီကျူစကားလေးကောမန့်လေးထဲမှာပြပြပေးပါအောင်။ဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။